အလုံးမဲမင်္ဂလာပါကျွန်တော်ချက်စီ4ရွေးနဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့လန်နန်နာယီအဖြစ်ရှင်ပြန်ကစားတဲ့ဒါစပောက်ကိုနိုင်သွားတဲ့ပွဲစဉ်အပြီးမှာပေါ့နော်ကျွန်တော်စိတ်ထဲမှာဆွတ်တင်ချင်ရတဲ့ဒါကစားသမားတွေအကြောင်းပြောသွားခြင်းတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်တော့ကစားသမားတွေအလုံး ကောင်းခဲ့တယ်လို့ဒါနီးပြရဲ့နီးပြူဟာအခင်ချင်းကလည်းအလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါစပါးကိုဒါလွယ်လွယ်ကူကူပဲအနိုင်ယူခဲ့တယ်လို့ကျွန်တော်ကတော့မှတ်ချက်ပြုချင်တယ်ပေါ့နော်။ဆိုတော့ Stadium Hotspur Stadium မှာကျွန်တော်ခက်ခဲမယ်လို့ယူဆခဲ့တာဖြစ်တယ်ပေါ့နော်။ဒါပွဲကြိုသုံးသက်ချက်မှာဆိုရင်စပါးကလည်းတပ်ဖက်ဘက်ကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့ချက်စီနေနဲ့ခက်ခဲနိုင်တယ်လို့ကျွန်တော်ဟိုပြောခဲ့တယ်။ဒါပေမဲ့အာကွင်းတွင်းအခြေအနေအရဆိုရင်တော့စပါးကိုလွယ်လွယ်ကူကူပဲအနိုင်ရရှိသွားတယ်ပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကနာချိုအကြောင်းကိုပြောချင်တယ်ပေါ့နော်။ဆိုတော့ဒီနေ့ပွဲမှာကနာချိုက အလုပ်ဖြစ်ခဲ့တဲ့လို့ပဲကျွန်တော်ကတော့မှတ်ချက်ပြုတ်နေတယ်ပေါ့နော်။ဟောဒီကမ်းမရဲ့အာဘယ်လိုပြောမလဲ။စူးစမ်းအထောက်အမှုကတရားခိုင်နှုန်းမကရှိခဲ့တယ်ပေါ့နော်။အသင်းမတော်ရင်းချိတ်ဆက်ကစားရမှာလဲဒါကောင်းခဲ့တယ်လို့ပြောလို့ရတယ်။ဒါ one versus one situation တွေမှာဆိုနဲ့အာကျော်ဖြတ်နိုင်ခဲ့တာတွေရှိတယ်လို့ဒါအသင်းပေါ်တွေနဲ့ချိတ်ဆက်ပြီးတော့1 2ပြန်ပြီးတော့ပြေးတာတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့အထူးသဖြင့်ဒါ Anzo Fernandez နဲ့အတွဲညင်ကြီးကစားနိုင်ခဲ့တာကိုလည်းဒါမြင်ရတယ်ပေါ့နော်။ Anzo Fernandez နဲ့1 2ချိန်ပြီးတော့ ပြေးထွက်သွားတာတွေဆိုရင်ဟိုတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကမ်းမရဲ့ပြဿနာကဘာလဲဆိုတော့ ော်ဒီကစားသမားက final third ကိုရောက်တဲ့အခါမှာတော့ decision ကမမှန်ဘူးပေါ့နော်အသင်းပေါ်နဲ့ချိန်ဆက်ကစားမလားဒါမှမဟုတ်ငါကဲ့ရင်ဆက်ပြန်ပြီးဝင်ကံမလားပေါ့နော်အာ cross တင်မလားဒါမျိုး decision ကတော့မပြတ်သားတာဘူးတော့တွေ့ရတယ်ဒါ Man United မှာရှိတုန်းကလည်းကအချင်းနေဖြစ်တယ်ပေါ့နော် Man United မှာလည်းဆိုအဆုံးသက်မတည်ကြတာဒီ final third မှာဘာလို့ချင်လို့လို့ချင်မှမတည်တဲ့အချင်းနေမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကာရာချိုစီမှာမြင်ရတယ်ဆိုတော့ချက်စီမှာလည်းမပြောင်းလဲသေးဘူးလို့ပြောလို့ရတယ်ချက်စီမှာပြောင်းလဲလာတာကဘာလဲဆိုတော့ ဟိုသူ့ရဲ့ first step တွေပေါ့နော်ဘလုံးလက်ခံရယူတဲ့အခါမှာဟိုအရင်ကြီးလွတ်ဆင်သွားတာမျိုးမရှိဘဲနဲ့အကောင်ဆုံးဘလုံးကိုဟိုးထားနိုင်တယ်၊ကင်ထားနိုင်တယ်ပေါ့နော်။ဒီနေသားမျိုးတော့တွေးရတယ်။ဒါဟုတ်တော့ခန္ဓာချိုကချက်စီမှာတိုးတက်လာတဲ့အပိုင်းလို့ဟိုပြောလို့ရတယ်ပေါ့နော်။ဆိုတော့ဒီနေ့ဘက်မှာဆိုရင်တော့ကျွန်တော်မကြိုက်တာကဘာလဲဆိုတော့ဟိုမာရစကာလူစားလဲလဲလိုက်တာပဲပေါ့နော်။မာရစကာလူစားလဲလိုက်တာကအရန်ဆိုးတယ်လို့ပဲကျွန်တော်ကမြင်တယ်။ဆိုတော့ပြီးခဲ့တဲ့ဒီ ်ဆက်လက်နဲ့ပွဲစဉ်မှာဆိုရင်လည်းသူ့အနေနဲ့ခြေစွမ်းအပြနေတိတိုင်အောင်တကိုးသွင်းနေတိတိုင်အောင်မာရက်စကာကသူ့ရဲ့ tactical change အရာပေါ့နော်ဟောလူစားလဲလိုက်တယ်ဆိုဒီနေ့ပွဲမှာဆိုရင်လည်းဒါကိုမြင်ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ခနာချိုလူစားလဲလို့အရင်ကြီးပြောင်းလဲသွားတာမျိုးရှိလားဆိုတော့လေအရင်ကြီးပြောင်းလဲသွားတာမျိုးတော့မရှိဘူးဆိုတော့အော်လူသားလေးတဲ့အချိန်မှာခနာချိုရဲ့ emotion တွေကလည်းမကောင်းဘူးပေါ့နော်သူနေနဲ့အရန်ခုန်နှမ်းမှာတတော်စိတ်ပြက်နေတဲ့အဲသဘောမျိုးကိုတော့တွေးရတယ်ဆိုတော့ဒါက ကျွန်တော်တယောက်တည်းအများဆိုရင်တော့ဖြစ်တဲ့အနေထားလို့ကျွန်တော်ကတော့မြင်နေပေါ့နော်ကျွန်တော်ကနာချိုရဲ့ fan လည်းမဟုတ်ဘူးကနာချိုလည်းအရင်ကြိုက်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့နေပြအနေနဲ့တကူဆိုရင်ကနာချိုလူသားကောက်လဲတယ်ဆိုတာက formation တစ်ခုကြီးလို့ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင် netto ရဲ့ကစားပုံကကနာချိုလောက်တော့မကောင်းဘူးဒါပေမဲ့ netto ပွဲချိန်ပြင်နေပါသုံးတာကဘယ်လိုပြောမလဲ personality စံတယ်လို့ကျွန်တော်ကတော့မြင်တယ်နေပြမှာစကအနေနဲ့ကနာချိုကင်တွေတဲ့ပုံက ိတ်ပြီးတော့မျှတတယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူးပေါ့နော်ဆိုတော့ဒါနိဗ္ဗာန်မှာစကားကောင်းခြင်းမကောင်းခြင်းကိုကျွန်တော်ပြောတာမဟုတ်ဘဲနဲ့ဒီကနာချိုးပေါ်မှာထားတဲ့သူ့ရဲ့စိတ်ကိုကျွန်တော်ကတော့ဟိုဒါဒီလိုလေးမြင်တယ်ဆိုတာကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဝဲလုံးတိုင်းတားရဆိုရင်တော့ကနာချိုကပထုနတိုထက်တော့ပို့ပြီးတော့ကောင်းတဲ့ကသာသမားလို့ကျွန်တော်ကတော့မှတ်ချက်ပြုတ်ခြင်းနေပေါ့နော်ဆိုတော့နောက်တစ်ယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒါ အမေခံကိုသမားပေါ့နော်ရောဘတ်ဆန်ချက်ကိုကျွန်တော်ကတော့ချီးကျူးခြင်းနဲ့ရောဘတ်ဆန်ချက်ကဒီနေ့ပွဲမှာကာကွယ်မှုတွေအများပြားမလုခရသည့်တန်အောင်ပေါ့နော်အသူ့ရဲ့အရေးပါမှုကိုလည်းကျွန်တော်တို့မြင်ရတယ်။ဘာလဲဆိုတော့ဒီအမြင်ပေါ်ထွက်ဆွဲတဲ့အခါမှာဒီရောဘတ်ဆန်ချက်ဟာအရင်ပုံစံနဲ့မတူတော့ဘဲနဲ့တင်းငင်းငင်းထွက်ဆွဲနိုင်တာကိုတွေးရတယ်ပေါ့နော်။ဒီဒီပွဲမှာတော့ရောဘတ်ဆန်ချက်ရဲ့ဘလုံးထွက်ဆွဲမှုကတကြိမ်ပဲဘယ်လိုပြောရမလဲဘေးထွက်သွားတယ်လို့ပြောလို့ရတယ်။ချက်နဲ့အလုံးမှန်သမျှ အရှားယူနိုင်ခဲ့တယ်ပြီးတော့ transition ကိုလည်းကောင်းကောင်းစနိုင်တယ်ပေါ့နော် counter transition ကိုလည်းကောင်းကောင်းသွားနိုင်တာကိုတွေ့ရတယ်ဆိုတော့ပြောစရာရှိတယ်ကဘာလဲဆိုတော့ Malaska ရဲ့ဒီလက်ပြဘောဖြည့်ရှင်းတဲ့နီးပေါ့နော်လက်ပြဘောကိုဒါကိုယ်ရည်ရတဲ့ဟိုရောက်တတိပေါက်သွင်းတဲ့နီးစနစ်က Malaska တို့အခက်ခဲရှိတယ်ဆိုပြီး Malaska ကကိုယ်တိုင်ပြောကြားထားတာတွေရှိတယ်ပေါ့နော်ဒီနေ့ဘက်မှာဆိုရင်သူဖြည့်ရှင်းလာတဲ့ အပုံစံလေးကိုလည်းသဘောကျတယ်ဆိုဒီ Robert Sanchez ကို instruction ပေးတယ်ပေါ့နော်ညွှန်ကြားချက်ပေးတဲ့ပုံစံလေးကိုလည်းကျွန်တော်သဘောကျတယ်ပေါ့နော် Robert Sanchez ကပုံမှန်ဆိုရင်ထွက်ပြီးဆွဲခဲ့တဲ့ကုသမာဖြစ်တယ်ပေါ့နော်သူစီရောက်လာမှသာလျှင်ဖန်တက်တဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်သူထွက်ဆွဲတယ်ပေါ့နော်ဒါကကျွန်တော်တို့အမြင်အရဆိုရင်တော့နီးပြတ်မှာ Sky ရဲ့ခိုင်းစင်မှုလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့ Robert Sanchez ကိုလည်းကျွန်တော်တို့အများကြီးချီးကျူးရမယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ ဖက်ဆွဲတာတွေလောက်တာလားဆိုတော့မဟုတ်ဘူးဟို counter transaction ကိုပြန်ဆတဲ့အခါမှာလည်းအကွက်မြင်မြင် ပြန်ဆနိုင်တယ်လို့ကျွန်တော်တို့မြင်လို့ရတယ်ပေါ့နော်အဲ့တော့ movement နှစ်ခုတောင်ရှိတယ်တစ်ခုကဘာလဲဆိုတော့ဟိုစပါးကလက်ပြပေါ်ရလိုက်တဲ့အနေအထားမျိုးမှာသူထွက်ဆွဲတယ်ပေါ့နော်ထွက်ဆွဲပြီးတဲ့အခါမှာတောက်လျှောက်စုစုလို့ counter ဆတယ်အဲ့မှာ Anzo Fernandez ကိုဘောလုံးပေးပြီးတော့စတယ်ပေါ့နော်အန်ဆိုဖနန်နက်ကလည်းဘောကယ်ရင်းလုတ်ပြီးတော့ဒါကောင်တာဖက်ဆစ်ချီကိုပြန်စတယ်ဒီနီတာမျိုးတွေလည်းတွေးရတယ်ပြီးတော့ပထိုနက်တိုဟိုထွက်ပြေးတဲ့အလုံးကိုလည်း ဘယ်ပြောမလဲသူနောက်ကနေပြီးတော့ကန်တင်နေပေါ့နော်ဆိုတော့ဒီနေသားမျိုးကိုလည်းအတွေ့ခဲ့ရပထမတုန်းအနေနဲ့အကောင်းဆုံးသုံးမချနိုင်ခဲ့လို့ဒါလည်းဒါအစ်စ်မရခဲ့တာပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီနေ့ပွဲမှာဆိုရင်တော့ရောဘတ်ဆန်ချက်ရဲ့လက်စွမ်းကအကောင်းဆုံးဖြစ်ခဲ့တယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်တော့နောက်ထပ်ချီးကျူးချင်တဲ့ တွဲကားတော့ဒါဝက်စလီဖူဖာနာနဲ့တခြားလူပါအတွဲဖြစ်တယ်ပေါ့နော်ဒီနေ့ဘက်မှာသူတို့အနေနဲ့ပွတ်တခွင်းရတယ်ပွတ်တခွင်းရတာနဲ့ထိုက်တက်အောင်ခြေသွမ်းပြခဲ့တယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်ဝက်စလီဖူဖာနာကိုပို့ပြီးတော့ချီးကျူးခြင်းတယ်ပေါ့နော်ဒီနေ့ဘက်မှာဆိုရင်သူ့ရဲ့ဒါခေါင်းဆောင်မှုလည်းမြင်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်တန်းတနေရာမှာပေါ့နော်ဒီလပိုင်းကိုဝယ်ပြီးရင်ဒီကောင်မကအကောင်းဆုံးလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဘယ်လိုပြောမလဲ ဒီဝက်စလီဖိုဘနာနဲ့လပိုင်းကူဝဲကိုလဲပြမတဝူးချင်းရရှင်မယ်ဆိုရင်တော့ဂလန်မန်နှစ်ယောက်ကကစားပုံကို꿰နေတာကြောင့်မို့ဘသူကကောင်းနေဘသူကမကောင်းဘူးဘသူကတာတယ်ဘသူကမတာဘူးဆိုတာကတော့ပြောရဖို့တော့ခက်တယ်ပေါ့နော်ဒါပေမဲ့မော်ဒန်ပေါ်လို့ ဟိုအချင်းနေရဘလုံးလောကရဲ့အချင်းနေရဆိုရင်တော့လပိုင်း9ကပူတာတဲ့ကစားသမားတယောက်ဖြစ်တယ်အဲဒါပေမဲ့ aggressive session play ရမယ် defending ကိုအားပြုရမယ်ဆိုရင်တော့ဒီ Wesley Fofana ကပို့ပြီးတော့ကောင်းတဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဒီနေ့ပွဲမှာဆိုရင်လည်းသူ့ရဲ့ movement တွေကအကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတော့ individual ရဲ့ရင်ဆိုင်တဲ့နေရာမှာ6ချက်ရင်ဆိုင်ခဲ့တယ်ပေါ့နော်6ချက်ရင်ဆိုင်တဲ့နေရာမှာ6ချက်တလုံးသူကအသာစီးရတယ်ပေါ့နော်ဆိုတော့ တော်တော်ကောင်းတဲ့စတက်လို့ဟိုပြောလို့ရတယ်ဆိုတော့ recovery ပြန်လုပ်တဲ့အပိုင်းမှာဆိုရင်ခုနှစ်ချိန်ကြီးရှိခဲ့တယ်ခုနှစ်ချိန်သလုံးသူအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အသင်းပေါ်တွေနဲ့လည်းဒါချိတ်ဆက်ကစားတဲ့နေရာမှာလည်းတော်တော်ကောင်းခဲ့တယ်သူ့အနေနဲ့ဒါ throughput တွေထွက်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ mindset ကိုကြိုက်တာကဘာလဲဆိုတော့ဘလုံးရပြီဆိုရင်ကိုသမားကိုပြန်ပေးမယ်ဆိုတဲ့ mindset မရှိဘဲနဲ့မတို့တိုက်စစ်ကိုဘလို့ပန်ဖို့ရမလဲဆိုတဲ့ ဟို mindset ရှိနေတာကိုကျွန်တော်တော်တော်သဘောကျတယ်ပေါ့နော်။အော်ဒီနေ့ဘွဲမှာဟို passing နဲ့ချိတ်ဆက်ပြီးတော့ကစားတဲ့အပိုင်းနေတာ၄၆ချောင်းချိန်လောက်ရှိခဲ့တယ်ပေါ့နော်။သူ့အနေနဲ့အကောင်းဆုံးမလုံနိုင်ခဲ့တဲ့တက်အောင်သူ့ရဲ့ဒီ mindset ကိုပေါ့နော်။ဟောတော်တော်သဘောကျတယ်လို့ကျွန်တော်ကတော့ချီးကျူးခြင်းနဲ့နောက်ထပ်ကျွန်တော်စိတ်ထဲမှာဆွဲထင်ကြံနေတဲ့ကစားသမားဆိုရင်တော့ကူကူရယ်လာဖြစ်တယ်ပေါ့နော်။ကူကူရယ်လာကအာဒီနေ့ပွဲမှာတပွဲလုံးအတိုင်းတားရ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဒီကလမကဒီနေ့ပွဲမှာဆိုရင်ဒါဖူဘက်အပြစ်ကစားတယ်ပေါ့နော်ဆိုတော့ကွင်းလယ်မှာတိတ်ပြီးတော့နေရာမျိုးနဲ့ဖူဘက်အပြစ်ကစားပြီးတော့တစ်ဖက်ကဒါဟိုတိုက်စစ်ဆင်လာမဲ့မိုဟာမက်ကူတက်ကိုအကောင်းဆုံးလူကပ်ပြီးတော့မာကင်ယူပြီးတော့ကစားသွားနိုင်တာကိုတွေ့ရတယ်မိုဟာမက်ကူတက်ကဘလောက်ထိကောင်းလဲဆိုတာညီကိုတို့လည်းဒါကြည့်ဘူးတဲ့လို့ဆိုရင် သိနိုင်မယ်ပေါ့နော်။ဆိုတော့ physical ရရှင်မလားဒီဘယ်လိုပြောမလဲသူရဲ့ individual skill ရရှင်မလားပေါ့နော်။မော်ရမက်ခုတာလက်ရှိဝင်ကားတွေထဲမှာဆိုရင် အကောင်းဆုံးတွေကတယောက်လို့ပြောလို့ရတယ်။ဒီလိုကစားသမားမျိုးကိုကူရလာကအကောင်းဆုံး ထင်းကျောင်းသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ဆိုတော့သူ့အနေနဲ့ဒီ tactical foul လောက်တာတွေရှိတယ်။အာပြီးတော့ physical ရရှင်မြိုင်တက်ခဲ့တဲ့အခါမှာလည်းလူကောင်တေးတိတန်ပေါ့နော်။မိုမက်ခူတက်လိုကသမာမျိုးကိုအကောင်းဆုံးရှင်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ဒီကမ်းမှာရှိနေတာကလည်းကျွန်တော်တို့ကတော့ရွှေပဲလို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့လက်ရှိကဘာမှာအာဒီလက်ဖက်တနေရာမှာပေါ့နော်။အကောင်းဆုံးကသမာ၃ယောက်ရေးတွက်လိုက် ူရယ်လာကပါတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့တရားကြီးဟိုက်ပြောတာတော့မျိုးတော့မဟုတ်ဘူးပေါ့နော်တကယ်ရေတွက်ကြည့်လိုက်ကူရယ်လာကမ္ဘာအကောင်ဆုံးလက်ပတ်၃ယောက်ထဲမှာပါတယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းသူ့အနေနဲ့ ဘယ်နေရာမှာကိုချွေးင်းချက်မရှိဘဲနဲ့အကောင်းဆုံးဒါပံ့ပိုးသွားနိုင်တာကိုတွေ့ရတယ်အသိပေါ်ကိုလည်း impact အကောင်းဆုံးကြီးခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်က Moisés Caicedo ကိုပြောခြင်းတယ်ဆိုတော့ဒီနေ့ပွဲမှာ Moisés Caicedo ရဲ့စူးစမ်းအထောက်အမှုကကျွန်တော် အင်္ဂလိုကန်တီကိုပြင်မြင်ရသလိုပဲပေါ့နော်သူရဲ့ကြိုးစားအထုံးမှုကပဲဘယ်လိုပြောမလဲဒီနေ့ပွဲကိုနိုင်ခဲ့တယ်လို့ဟိုပြောလို့ရတယ်ပေါ့နော်ဒါကိုသွင်းသွားတာကတော့ဂျာဟုတ်ပထိုဖြစ်ပေမဲ့လေသူအစ်စ်လုတ်သွားတဲ့ပုံက ဘယ်သူမှမထင်မှတ်ထားလောက်အောင်ကိုကောင်းခဲ့တယ်လို့ပြောခြင်းတယ်ပေါ့နော်ဆိုတော့ present ပရမတ်တစ်ခါပေးလိုက်တယ်ပြလိုက်တဲ့ခါမှာဘောလုံးကပြတ်သွားတယ်ပေါ့နော်ပြတ်သွားတဲ့အနေအထားမျိုးမှာပထုနတိုစီတော့ရှောက်သွားတယ်ပထုနတိုတလွဲလှုပ်လိုက်ရအောင်ဆက်ပြီးတော့သာ present ပေးတယ်ပေါ့နော်ပုံမှန်ကစားသမားဆိုရင်ပသိရဲ့ကစားသမားခြေထဲကိုရောက်သွားပြီဆိုရင်သူ့အနေနဲ့နေရာပြန်ယူပေးဘောလုံးကိုဘလို့ပြန်ပြီးတော့ defend လုပ်အောင်လဲဆိုတော့ဟိုတွေးมาဖြစ်ပေမဲ့သူ့အနေနဲ့ထပ်ပြီးတော့အဲ့ဒါ present ပေးတယ်ပေါ့နော်အာပေးတဲ့အလျောက်ပဲဒါသူခြံရခဲ့တယ်ဆိုတော့ပြောရရင်တော့ကျွန်တော်ဒီကို ိုသူ့ကိုပဲရစေချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ယုံကြည်မှုပျောက်ဆုံးနေတဲ့ဂျာဥပထုစီအကောင်းဆုံးချပေးနိုင်ခဲ့တယ်ဂျာဥပထုကအကောင်းဆုံးဒါအဆုံးသတ်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီကမ်းမဘယ်လိုပြောမလဲကောင်းတယ်ဆိုတာကတော့တည်င်းမဟုတ်တော့ဘူးပေါ့နော်ဒီကမ်းမကအာလုံးဝ stable အဖြစ်ဆုံးကစားသမားတယောက်ဖြစ်တယ်ဆိုတော့ကိုပါမဘလောက်ထိကောင်းကောင်းပေါ့နော်ကိုပါမဟာတချို့ပွဲတွေမှာ under perform ဖြစ်တာတွေတွေ့ရပေမဲ့ WhatsApp ကန်စီတို့ကတော့ under perform ဖြစ်တဲ့ ပွဲစဉ်ကတော်တော်ကိုရှားတယ်လို့ပြောလို့ရတယ်ပေါ့နော်အသင်းလိုက်ကြီးဘယ်လိုပြောမလဲခဏပပုံးဖြစ်နေတောင်မှဒီစားသမားကထိုးထောင်ထွက်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဝက်ဆက်ကန်ကြီးတို့ကိုတန်းတရာပေးရတာဘာကြောင့်ပေးရလဲဆိုတော့အဖြေကဒီနေ့ပွဲမှာလည်းထပ်ပြီးမြင်ရတယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဒီနေ့ပွဲမှာတော့ကစားသမားအားလုံးအားလုံးပေါ့နော်ကျွန်တော်ကောင်းခဲ့တယ်လို့ပဲကျွန်တော်တော့ဟိုမြင်တယ်ဒီပြရတာ game plan ကောင်းတာကလည်းတပိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့ ညီကတို့ကဘလို့မြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်ကစားသမားတွေကိုချီးကျူးတယ်လဲဘယ်ကစားသမားတွေကတော့ under perform ဖြစ်သွားလဲဒါလေးနဲ့ပတ်သက်ပြီးတော့ညီကတို့အမြင်လေးတွေခန်းစားချက်လေးတွေဒါမျှဝေချပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြန်မှပြန်တွေ့ပါမယ်